ခနာတာအနေငယ်အသက်ရှူချက်ချင်းကဘလောက်တောင်ထိတ်လန့်စရာကောင်းလဲဆိုတော့ကျွန်တော်တို့အားလုံးသိကြပါပြီ။အသက်တစ်ခါရှူလိုက်တိုင်းတည်ခြင်းတရားကနီးကပ်လာနေပြီဆိုတော့ကိုခံစားရစီပါပြီ။လေဝင်းကဆာလို့ဒီကုလုံးတန်တဲ့ဖန်ပေါင်းကြောင့်တဲ့အထက်ခံထားရပြီးသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုလုံးဝမမြင်ရတဲ့ဒီလူရဲ့အဖြစ်ကိုစဉ်းစားကြည့်လိုက်ပါအောင်။သူ့ရဲ့ကောင်းတဝိုက်မှာကာထားတဲ့အကာတွေကြောင့်သူ့ကိုဘာတွေလုပ်နေတယ်လဲဆိုတော့သူဟာမသိခဲ့ရပါဘူး။ ူနာပြုစီယာမကမျက်လုံးသားကအကာတွေကိုဖယ်ပေးလိုက်တဲ့အခါမှာတော့သူ့ကိုကာယံထားတဲ့အရာတွေကိုမြင်ခဲ့ရပါတယ်။ကန်ဆိုးရာကတော့သူဟာပိုဆိုးတဲ့မြင်ကွင်းကိုမြင်ခဲ့ရတာပါ။အဲ့ဒီမြင်ကွင်းကတော့သူ့လိုတန်တဲ့ဖန်ပေါင်းကြောင်တဲ့ပိတ်မိနေတဲ့ကလေးငယ်ပေါင်းဒါဇင်နဲ့ချီစူညံကိုကျွေးနေတဲ့ဆေးရုံအခန်းကျဲကြီးပဲဖြစ်ပါတယ်။ပေါ်လေကွန်ကြီးအော်ဟစ်တောင်းခံဖို့ကြိုးစားခဲ့ပေမဲ့သူဘလောက်ကြိုးစားကြိုးစားစကားမပြောနိုင်ခဲ့ပါဘူး။သူ့လုံနိုင်တာဆိုလို့ဒီဖန်ပေါင်းကြောင်နေတဲ့ကလေးတွေတယောက်ပြီးတယောက်အစာထိုးဝင်ရောက်လာကြတာကိုကြည်နေုံပဲတန်နိုင်ခဲ့ပါတယ်။ တချို့ကတော့ရောက်လာပြီးရန်အနေငယ်မှာတိတ်ဆုံးသွားကြပြီးထိုနေရာကိုတခြားကလေးတွေကဝင်ရောက်ခဲ့ပါသည်တချို့ကလည်းနေပြန်ကောင်းပြီးအိမ်ပြန်ဖို့ခံကြရပေမဲ့ပေါ်ကတော့ကံမကောင်းစွာပဲဖန်ပေါင်းကြောင်တွေကမထွက်နိုင်ခဲ့ပါဘူးသူရဲ့အခြေအနေအနာကနဲ့ပတ်သက်ပြီးသူနာပြုဆီယာမတွေသူ့ကိုကြည့်ပြီးမကြခင်တည်တော်တော့တယ်လို့တီရိုပြောဆိုနေကြတာကိုသူကြားခဲ့တဲ့အခါသူရဲ့အသက်ရှင်ခြင်းနဲ့စိတ်ကိုပိုပြင်းပြလာစေခဲ့ပါတယ်။သူဟာဒီဖန်မောင်းကြောင်ထဲမှာဘလောက်ကြာကြာထက်နေရနေရအသက်ဆက်ရှင်ခြင်းခဲ့ပါတယ်။ ။သူဟာအိမ်မက်တွေအများကြီးရှိတဲ့ကောင်းလေးဖြစ်ခဲ့ပြီးယောဂကြောင့်သူ့ရဲ့စိတ်အားထက်သန်မှုကိုမတည်ဆုံးစေခဲ့ပါဘူး။သူဟာတစ်ချိန်မှာသမရာကြီးဖြစ်ခြင်းနဲ့အိမ်မက်မျိုးရှိခဲ့ပါတယ်။ဒါမဲ့သူဟာနိုင်ငံကိုဥဆောင်နိုင်စေမဲ့ခရီးလမ်းကိုမစတင်ခင်ဒီဖန်မောင်းကြောင်နဲ့မနစ်မြို့စီအောင်ဆေးရုံတွေကနေထွက်သွားကျင်နေခဲ့ပါရီ။သူဟာစုစုပေါင်းဒီဖန်မောင်းကြောင်ထဲမှာ18လတီးတီးနေခဲ့ရပါရီ။ဒါတခြားကလေးတွေအားလုံးထက်ပိုချာတဲ့ကာလာပဲဖြစ်ပါရီ။ဒါဆိုရင်ဒီဖန်မောင်းကြောင်ကဘာပါလဲ။ပေါ့ကိုရောဘာလို့ဒီတဲ့ထည့်ထားကြတာပါလဲ။ ဒီထဲကနေထွက်နိုင်မယ်နီလန်ကရောဘာလို့နှစ်နီးပဲရှိရတာလဲနဲ့ဘောကဒီထဲကဘလို့ထွက်လာနိုင်ခဲ့တာလဲဆိုတာတွေကိုအားလုံးပဲသိကျင်နေကြမှာပါဟုတ်ကဲ့ပါဒီဗီဒီယိုမှာတော့ပေါ်အလန်ဆန်နာနဲ့တူတီဖန်မောင်းချောင်နဲ့ဘလို့ရောက်သွားတာလဲဆိုတဲ့အကြောင်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါရခင်ဗျာတက်ဆက်ပြည်နယ်ဒါလက်စ်မြို့မှာမွေးဖွားခဲ့တဲ့ဘောဟာတာမန်ချောင်းနဲ့ရွယ်ကောင်းလေးတစ်ယောက်ဖြစ်ခဲ့ပါရီ1952ခုနှစ်ရဲ့ကန်ဆိုးတဲ့နေရာဒီမှာတော့ဘောဟာတခြားကလေးပေါင်းယာချင်းနဲ့အတူဆိုးရွားတဲ့ကူးဆက်ရောဂါကူးဆက်ခံခဲ့ရပါရီ ဲ့ဒီယောဂါကတော့ပိုလီယိုအာယုံကျောယောဂါပဲဖြစ်ပါတယ်။ထိုနှစ်အတွင်းမှာပိုလီယိုယောဂါတဲ့ပေါင်း6000ကျော်ရှိခဲ့ပြီး3000ကျော်တည်ဆုံခဲ့ပါတယ်။မတည်ပဲရှင်ကြံခဲ့တဲ့လူတွေဟာလည်းအကောင်းပကတိတိုင်းပြန်မဖြစ်နိုင်တော့ပဲယောဂါပြန်ကျင်းသွားတဲ့အချိန်မှာလူပေါင်း2000ကျော်အောင်မတန်ဆွမ်းဖြစ်ကြံခဲ့ကြပါတယ်။ရေကူးကန်တွေဘိုလင်းအားကစားရုံတွေကော်ဖီဆိုင်တွေပေါဝင်အများပြည်သူသုံးနေရမှန်သမျှကိုပိတ်ခဲ့ကြရပါတယ်။လမ်းတွေပေါ်မှာလည်း DDT လို့ခေါ်တဲ့ပိုသက်ဆေးတွေဖြန့်ခဲ့ကြပြီးចောင်းသားတွေဟောင်းအိမ်ထဲမှာပိတ်ထားခံခဲ့ကြရပါတယ်။ လူတွေဟာလည်းသူတို့ရဲ့တငယ်ချင်းတွေအိမ်ကြီးချင်းတွေနဲ့စကားပြောဖို့တော့ထိတ်လန့်နေခဲ့ကြရပါတယ်လူတွေဟာအကြောက်လုံးပြီးယောဂပိုးကဝါယာကြိုးရီကနေစင်အောင်ကူးဆက်နိုင်တယ်လို့ထင်ခဲ့ကြတာကြောင့်ဖုန်းတွေကိုပါအသုံးပြုခြင်းရပ်တန့်လာခဲ့ကြပါသည်။ကာကွယ်ဆေးကိုနောက်၃နှစ်ကျော်ကြာတဲ့အထိထုတ်နိုင်အောင်မဟုတ်ကြောင်းသိရခဲ့ပြီးတဲ့နောက်ဒီထိတ်လန့်မှုဟာပိုဆိုးလာခဲ့ပါသည်။အဲဒီချိန်တုန်းကတော့ပိုလီယိုဗိုင်းရပ်စ်ဟာကလေးတွေရဲ့ပါးစပ်ကနေမှတဆင့်ကူးဆက်နိုင်တဲ့အကြောင်းဘယ်သူမှမသိခဲ့ကြပါဘူး။ဒါကြောင့်ကာကွယ်ရေးလုပ်ငန်းတွေဟာအကျိုးသက်ရောက်မှုမရှိခဲ့ကြပါဘူး။ အများကြီးသူဒီအချက်ကိုမသိခဲ့တဲ့ပေါ်ဟာမိုးဆဲပြီးကစားလမ်းပေါ်ထွက်ဆော့ခြင်းတဲ့ပေမဲ့ရုတ်တရက်ခေါင်းနဲ့လေပင်မှာနာကျင်မှုကိုခံစားခဲ့ရတာကြောင့်အိမ်ထဲပြေဝင်ခဲ့ရပါတယ်သူအမေကသူ့ကိုအရာရဲပူကောင်ပြုစုခဲ့ပြီးမှ၅ရက်အကြာမှာတော့ပေါ်ဟာလှုပ်ရှားနိုင်စွမ်းလမ်းလျှောက်နိုင်စွမ်းနဲ့အစာမြိုချနိုင်စွမ်းတွေကိုတဖြည်းဖြည်းချင်းဆုံးရှုံးလာခဲ့ရပြီးအသက်ရှူနှုံးမှာယိုယွင်းလာခဲ့ပါသည်။ဒီလက္ခဏာတွေကိုခံစားရတဲ့အကြောင်းရင်းကတော့ virus ပူဟာသူ့ရဲ့အဓိကအာယုံကြောစနစ်ထဲဝင်ရောက်ကလှုပ်ရှားမှုကိုပြုလုပ်ပြီးတဲ့ဆဲတွေကိုပျက်စီးစေတာကြောင့်ပဲဖြစ်ပါသည်။ အသက်ရှူစနစ်ဟာမခိုင်းစေရဘဲသူ့အလိုလိုအလုပ်လုပ်နေတဲ့စနစ်ဖြစ်ပေမဲ့ကြွက်သားလှချာမှုအပေါ်မိခိုးနေရပါတယ်။အသက်ရှူနိုင်စွမ်းမရှိတော့တဲ့အခါအဆုပ်အတူကိုလိုအပ်လာခဲ့ကြပါတယ်။ဒီလိုနဲ့တန်မဏိအဆုပ်ဆက်လို့ခေါ်ဆိုတဲ့ဟော်ရီဖန်ပေါင်းကြောင့်ကိုတီထွင်ခဲ့ကြပါတော့တယ်။ဒီအဆုပ်ဆက်ဟာပြန်တွန်းကန်တဲ့တွန်းအားကိုဖန်တီးပေးပြီးလူနာကိုအသက်ရှူနိုင်ဖို့အကူအညီပေးပါတယ်။ ဖားဖို့တွေကနေဖန်မောင်းကြောင်နဲ့လေတွန်းထည့်ပေးလိုက်တာနဲ့လူနာရဲ့အဆုတ်ထဲကိုရောက်သွားစေပြီးဖီအားအပြောင်းလဲကြောင်ရှူသွင်းလိုက်တဲ့လီဟောင်လူနာရဲ့အဆုတ်ထဲကနေတွန်းထုတ်ခံလိုက်ရပါတယ်။ဒါပေမဲ့ဒီတီထွင်မှုကလည်းအချိန်ကြာကြာမတောင့်ခံနိုင်ခဲ့ပါဘူး။ဘောဟာငယ်သေးပေမဲ့ဒီဆက်သေးကနေထွက်နိုင်ဖို့နီးနှမျိုးပဲရှိတယ်ဆိုတော့နားလဲသွားခဲ့ပါပြီ။ပထမတနည်းကတော့ပြန်ကောင်းလာဖို့နဲ့နောက်တနည်းကတော့တေဆုံးသွားတာပဲဖြစ်ပါပြီ။ ဒါပေမဲ့သဘောတရားကြီးဟောပေါ်အလန်ဇန်နောက်ကိုချွန်းချက်အနေနဲ့သိလဲမသိပြန်လဲမကောင်းတဲ့အခြေအနေနဲ့ထားဖို့ဆုံးဖြတ်ခဲ့ပုံရပါတယ်။ဗိုင်းရပ်စ်ဟာသူ့ကိုအကျော်သေးစေခဲ့ပြီးအဆုတ်ကိုပါထိခိုက်စေခဲ့ပါတယ်။ခေါင်းလေးဟာမသေတော့မှန်းတေချာခဲ့ပေမဲ့ဆေးရုံတရတဲ့ကာလအလုံးရှိလျားလာတာကြောင့်အိမ်ကိုအပုခံခဲ့ရပါတော့တယ်။ဒါပေမဲ့ဆေးရုံကနေ30ကီလိုဂရမ်လေးတဲ့တန်မဏိအဆုတ်ဆက်မှပါပဲအိမ်မပြန်နိုင်ခဲ့ပါဘူး။ဒါဟာပေါ်ရဲ့မိသားစုတစ်ခုလုံးအတွက်စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ်ဒီလိုနဲ့ဆက်ကနေထွက်တဲ့အတန်းတွေဟာသူတို့ဘဝရဲ့အတီတကျနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ဆက်ကအတန်းတွေဟာအရန်မဆိုးခဲ့ပေမဲ့တိတ်သွားတဲ့အခါတကယ့်ပြဿနာဖြစ်လာပါတယ်ဆက်အတန်းမထွက်တော့တာဟာပေါ်အသက်မရှူနိုင်တော့တာပဲဖြစ်ပါတယ်ဒါအပြင်မိပြတ်တဲ့အချိန်တိုင်းဆက်ရဲ့အတန်းတွေတိတ်တိတ်သွားပါတယ်ထိုအချိန်မှာသူဘလို့အသက်ရှူပါသလဲအဲ့ဒီအချိန်ဒီမှာတော့ပေါ်ရဲ့မိဘတွေဟာမိလာတဲ့အချိန်ထိလက်နဲ့ကိုယ်တိုင်ဆက်ကိုလေထိုးနေခဲ့ရပါတယ် ဒါအလွန်ပင်ပန်းတာကြောင့်တခါတည်းရန်အိမ်နီးချင်းတွေကိုပါအကူအညီတောင်းခဲ့ရပါတယ်။ထိုအချိန်တွေမှာပေါ်ဟာသူခန္ဓာကိုယ်ကိုအသက်ရှူသွင်းတဲ့အခါနည်းနည်းကြာကြာရှူနိုင်ဖို့ကြိုးစားခိုင်စေခဲ့ပါတယ်။ဆေးရုံမှာသူနာပြုတွေသူ့ကိုရေချိုးပေးတဲ့အခါဘလို့အသက်ပြင်းပြင်းရှူပြီးအောင်းထားဖို့ပြောကြတာကိုသူဟာမှတ်မိနေခဲ့ပါတယ်။ဒါမဲ့လေဒါကိုကြာကြာမလုပ်နိုင်မဲ့သူဟာခဏခဏတတိမိမိသွားခဲ့ပါရီဒီလိုအခြေအနေတွေကြောင့်ပေါ်ဟာဆရာဝန်တွေကိုမနှိမ်ညွှဲခဲ့ပါဘူး ဒါပေမဲ့ match of die ရဲ့ကုထုံးပညာရှင် Mr. Sullivan ကိုတော့သူဟာသဘောကျခဲ့ပါပြီ။ဒီဆရာဝန်ဟာသူ့ကိုအစာရေမျိုးပြွန်အသက်ရှင်နည်းကိုသင်ပေးခဲ့ပါပြီ။ဒီနည်းကတော့ပါဇက်ထဲမှာလေးစုပြီးရှာကိုအသုံးပြုကောင်ထိုးလေးကိုလက်ချောင်းနဲ့ဆင်းစေတဲ့နည်းပဲဖြစ်ပါပြီ။ဒီနည်းကိုဖားအသက်ရှင်နည်းလို့လည်းခေါ်ဆိုပြီးပေါ်ရဲ့အသက်ရှင်နိုင်ခဲ့တဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်လာခဲ့ပါပြီ။ယောဂအခြေအနေဟာအသက်ရှင်သွင်းခြင်းကိုမထိခိုက်ခဲ့ပါဘူး။ ဘောဟာလိလာတင်ယူဖို့စိတ်ပြင်းပြခဲ့ပြီးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်အားနည်းချက်တိုင်းကိုဉာဏ်ရည်ဆွဲဆောင်နိုင်မှုနဲ့အစားထိုးခဲ့ပါသည်။သူ့ဘဝမှာအောင်မြင်နိုင်ဖို့ဉာဏ်ပညာကတခုတည်းသောနည်းလမ်းဆိုတာကိုသူဟာသဘောပေါက်ခဲ့ပါသည်။ဒါပေမဲ့စာတင်ခြင်းဟာလမ်းလျှောက်ခြင်း၊စကားပြောခြင်း၊အတန်းတက်ခြင်းအစရှိတဲ့လှုပ်ရှားမှုတွေကိုလိုအပ်တာကြောင့်အသက်တောင်ကိုယ်တိုင်မရှိနိုင်တဲ့သူအတွက်လွယ်ကူတဲ့အလုပ်တော့မဟုတ်ခဲ့ပါဘူး။ဒါကြောင့်မစ္စတာဆော်လီဗန်ဟာသူ့ကိုအားပေးခဲ့ပါသည်။ တကယ်လို့၃မိနစ်ကြောင်ဖားအသက်ရှူနေနဲ့ရှူနိုင်ခဲ့ရင်ခွေးကလေးတစ်ကောင်လက်ဆောင်ပေးမယ်လို့စိန်ခေါ်ခဲ့ပါသည်။ပေါ်ဟာတေချာပေါ့စိန်ခေါ်မှုကိုလက်ခံခဲ့ပါသည်။ဒီချိန်မှာပေါ်ရဲ့မိခင်ဟာသူမရဲ့သားကိုကြောင်းပြန်ပို့နိုင်မယ်နီလန်းတွေကိုရှာဖွေနေခဲ့ပါသည်။အန်ဟောစရာကောင်းစွာပဲ1969ခုနှစ်မှာပေါ်လန်ဇနတ်ဟာအထက်တန်းအောင်မြင်ခဲ့ပြီးဘိုင်ယိုလော်ဂျီကလွယ်ရင်ဂျန်နက်ဘာသာရီအားလုံးမှာအဆင့်အေးရရှိခဲ့ပါသည်။ သူရဲ့ထက်တန်းပြီးဆုံးကြောင်းပွဲယူတဲ့နေမှာပေါ်ဟာဂျင်ဂျာလို့ခေါ်တဲ့ချစ်စရာခွေးလေးတစ်ကောင်ပိုင်ဆိုင်ခဲ့ရတာကြောင့်ပျော်ရွှင်မှုဟာနှစ်ဆဖြစ်ခဲ့ရပါတယ်။ဂျင်ဂျာဟာသူ့အတွက်ရှင်းနေကြအောင်တငယ်ချင်းဖြစ်ပေးခဲ့တယ်လို့ဆိုခဲ့ပါတယ်။ဒါသူအချိန်ဖြစ်ဖားသက်ရှင်နီးလုံနိုင်ခဲ့တဲ့အတွက် Mr. Sullivan ကတိတည်ခဲ့တဲ့ကျေးဇူးတွေကြောင့်ပဲဖြစ်ပါရင်ဒီလေးချင်းမှုတွေကြောင့်ဖန်ပေါင်းချောင်းတွေကနေခဏကြောင်ထွက်နိုင်ခဲ့ပြီးခြံဝင်းထဲတောင်ခဏလမ်းလျှောက်နိုင်စေခဲ့ပါရင်ဒါပေမဲ့ဒါလည်းသူ့အတွက်မလုံလောက်ခဲ့ပြန်ပါဘူး သူ့ဘဝအတွက်ပိုချိုးရှိမဲ့အလုပ်ကိုလုပ်ချင်နေခဲ့ပါတယ်။ဒါကြောင့်ရှေ့နေဖြစ်ချင်တဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ကဘာပတ်ခီးတွေထွက်ချင်ခဲ့ပြီးအချစ်ကိုလည်းရှာဖွေချင်နေခဲ့ပါတယ်။ဒါပေမဲ့ဒါကသူ့အတွက်မဖြစ်နိုင်တဲ့အိမ်မက်လို့ထင်ခဲ့ရပါတယ်။ဘယ်ရှေ့နေကြောင်းကမှပေါ်ကိုလက်မခံခဲ့ပါဘူး။ဒါသူရဲ့အရေးချင်းမဖြစ်မိလို့မဟုတ်ပဲမတန်မစွမ်းလို့တတ်မှတ်ထားကြရတာကြောင့်ပဲဖြစ်ပါတယ်။ထိုချိန်တုန်းကကဘာနဲ့မှရုပ်ပန်းဆိုင်ရာချိုးတက်တဲ့သူတွေအတွက်အထောက်ပံ့ပစ္စည်းတွေကအလွန်နေပါခဲ့ပါတယ်။ ဒါပေမဲ့ဒါရီကပေါ်ရဲ့စိတ်ဓာတ်ကိုလုံးဝမထိခိုက်ခဲ့ပါဘူး။ကြောင်တချောင်းကစီကန်ထင်းသေးဌာနမှုကိုသူ့လိုချင်တဲ့အဖြစ်မရမချင်းသူဟာနှစ်နှစ်ဆက်တိုက်ဖုံးခေါ်ဆိုနေခဲ့ပါရီ။ဒါပေမဲ့လည်းဌာနမှုဟာပေါ်ကိုကြောင်တက်ချင်ရင် အချက်နှစ်ချက်လိုက်နာရမယ်အကြောင်းပြန်ပြောခဲ့ပါရီ။အရာရီကတော့အတန်းတန်းနဲ့တဒန်းချာသွားလာနိုင်ဖို့သူ့ကိုကူညီပေးမဲ့လူရှာထားဖို့နဲ့နောက်တစ်ချက်ကတော့ပိုလီယိုရောဂါကာကွယ်ဆေးထိုးဖို့ပဲဖြစ်ပါရီ။ ောဟာကာဝေးဈေးထိုးဖို့မလိုအပ်တော့ပေမဲ့များစွာသောကလေးတွေလိုအပ်နေတာဖြစ်တဲ့အတွက်ထိုအချိန်ကမြို့တွေမှာကာဝေးဈေးထိုးပေးခြင်းတွေမြင်ရလိရှိခဲ့ပါသည်။အမေရိကန်တွေဟာဒီကူးစက်ရောဂါကိုဆိုဗီယက်ရဲ့ဟိုက်ဒရိုဂျင်ဘုံးကြောက်တလောက်ကိုကြောက်ခဲ့ကြပါသည်။ဘောရဲ့ဇွဲလုံးလားဟောလက်ဖြားခါလောက်စီရပါပြီ။သူဟာလိုအပ်တဲ့အချက်နှစ်ချက်ကိုဖြည့်ဆည်းနိုင်ခဲ့ပြီးကောလိပ်ကျောင်းသားဖြစ်လာခဲ့ပါသည်။ညဘက်မှာအဆုတ်ဆက်တဲ့ပြန်ဝင်ခဲ့ရပေမဲ့အတိုင်းတာတစ်ခုထိပါမန်ဘွားကိုနေထိုင်ခွင့်ရလာခဲ့လို့သူကိုယ်သူပုံမှန်လို့ပြန်ခန်းစားလာခဲ့ရပါသည် ကလပ်တွေရုပ်ရှင်ရုံတွေသွားခဲ့ပြီးကလရာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်နဲ့လည်းချစ်ကြိုက်ခဲ့ပါတယ်။သူတို့ဟာဆက်ဆက်တဲ့အထိလောက်ခဲ့ကြပြီးမယ်။ကလရာရဲ့မိခင်ကသူ့သမီးဘွားတစ်ယောက်လုံးယောက်ျားကိုပြုစုပြီးနေသွားရမှာကိုမကြည့်ရတဲ့အတွက်ဆက်ဆက်ပွဲကိုဖျက်သိမ်းဖို့တွန်းအားပေးခဲ့တာကြောင့်ဆက်ဆက်ပွဲဟာလက်ထပ်ပွဲအထိမရောက်ခဲ့ပါဘူး။ဘောဟာသူ့လိုချင်တာကိုရအောင်လုပ်တတ်တဲ့လူငယ်ဖြစ်ပေမဲ့ဒီဒီချိန်မှာတော့ క్లే ယာရဲ့ဘောကိုမရှုပ်ထွေးစေချင်တာကြောင့်သူမကိုလှုပ်ပေးဖို့ဆုံးဖြတ်ခဲ့ပါရီဒီကိစ္စပြီးမှဒဲလက်စ်ကနေထွက်သွားဖို့သူဟာစတင်စဉ်းစားခဲ့ပါရီ ဒီလိုနဲ့သူဟာတက္ကသအက်စတန်တက္ကသိုလ်ကိုမိဘတွေသဘောမတူတဲ့ကြားထဲကနေပြောင်းရွှေ့ခဲ့ပါတယ်။မိဘတွေဟာသူ့ကိုအလွန်စိတ်ပူခဲ့ပြီးယောဂနဲ့တယောက်တည်းဘယ်လိုနေထိုင်မလဲဆိုတာကိုစိုးရိမ်ခဲ့ကြပါတယ်။ဒါပေမဲ့ပေါ်ရဲ့ဆုံးဖြတ်ချက်ကိုဘာကားမှမတားဆီးနိုင်ခဲ့ပါဘူး။သူဟာပြုစုသူတို့ဦးငှားခဲ့ပြီးတမလီအဆုပ်ဆက်နဲ့အတူကြောင်းပြောင်းလာခဲ့ပါတယ်။ဒါမဲ့ကြောင်စက်တက်တဲ့အချိန်ကစပြီးပြုစုသူဟာပေါ်မလာတော့တဲ့အတွက်ပေါ်ကိုတက္ကသိုလ်ရဲ့လူမှုရေးအသင်းဖွဲ့ဝင်တွေကပြုစုခဲ့ကြရပါပြီ။ပြုစုသူအသင်းမရောက်လာမီနောက်ထပ်တစ်လကြာအောင်ပြုစုပေးခဲ့ကြပါပြီ။ ဘောဟာနိုင်ရင်နေငယ်ကြအောင်စက်သေးကနေထွက်နေလို့ရပေမယ့်အပြင်လောကမှာနေနိုင်ဖို့အကူအညီလိုအပ်နေဆဲပဲဖြစ်ပါတယ်။ဒါ့အပြင်တခြားအခက်အခဲတွေလိုပဲဒီအချက်ဟာအသက်40အရွယ်ပေါ်အလန်ဆန်နောက်ကိုမတားဆီးနိုင်ခဲ့ပါဘူး။သူအားစွမ်းကုန်ကြိုးစားခဲ့ပြီးနောက်ဆုံးမှာတော့တရားရုံးထဲမှာဝေယုံဝပြီးသူကံရတဲ့အမှုကိုအောင်နိုင်တဲ့နေစီရောက်ရှိလာခဲ့ပါတော့တယ်။သူရဲ့အိမ်မက်တွေဟာလက်တွေ့ဖြစ်လာခဲ့ပါတယ်။ နောက်ရက်အထိအသက်ရှင်နိုင်တော့မှာမဟုတ်ဘူးလို့သူနာပြုတ်ရီခံမှန်းခဲ့တဲ့ကောင်းလေးဟာကောလိုက်တွေထိတက်ပွဲရပြီးရှင်းနေဖြစ်လာတဲ့အပြင်ကိုပိုင်ရှင်းနေလုပ်ငန်းကိုတော့စတင်နိုင်ခဲ့ပါတယ်ဘောဟာတမန်ဒီအဆုတ်ဆက်ကိုများစွာမလို့အပ်ပဲနေနိုင်ခဲ့ပေမဲ့တနေ့မှာတော့စအောင်ပျက်စီးသွားခဲ့ပါပြီ။ဒီဆက်ကိုနှစ်ပေါင်း80ကျော်အောင်မယမနာအုံပြုဖို့တီထွင်းခဲ့တာမဟုတ်ပေမဲ့ပေါ်ကိုဒီလောက်ကြားတဲ့ကာလအတွင်းအုံပြုလို့ရနိုင်စေခဲ့ပါပြီ။ 2015ခုနှစ်မှာတော့ဟောင်းနှံလာတဲ့ဖန်ပေါင်းကြောင်မှာလေယိုပေါက်တွေဖြစ်လာခဲ့ပါတယ်။ဘောကဘာလို့ခစ်တဲ့ဤပညာစီအပြောင်းရွှေ့ခဲ့တာလဲလို့စဉ်းစားစရာဖြစ်လာပါတယ်။အဖြေကတော့တမနီအဆုတ်ဆက်ကသာဒေရုဖီယားကိုစန့်ကျင်ပြီးတွန်းကန်အားကိုထုတ်ပေးတဲ့တခုတည်းသောဆက်ဖြစ်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ပေါ်ဟာ YouTube ကိုမကြာခဏအသုံးပြုခဲ့ပြီးသူရဲ့ဗီဒီယိုတွေထဲမှာဆက်ရက်အဓိကအစိပ်ပိုင်းကိုတိဆောက်ပေးမယ်ဆက်စရာရှာတွေ့ခဲ့ပြီဖြစ်ကြောင်းပြောခဲ့ပါရီ။ဒါပေမဲ့လိုအပ်တဲ့အစိပ်ပိုင်းတွေရှာဖို့ကအလွန်ခက်ခဲခဲ့ပါရီ။ ဘောဟာလက်ရှိမှာအသက်84နှစ်ရှိနေပြီဖြစ်ပြီးသူ့ကိုပါဝင်သူတိတိမျှလူအလုံးထံအသက်ပူရှင်နေခဲ့ပါတယ်။သူဟာဒီတမဏိအဆုတ်ဆက်တဲ့ကနေအပီးတိုင်းမထွက်နိုင်ခဲ့ပေမဲ့လူပေါင်းများစွာကိုစိတ်သက်ခွန်အားပေးနိုင်ခဲ့တဲ့အတွက်အထင်ကရတူလည်းဖြစ်လာခဲ့ပါတယ်။2020ခုနှစ်မှာတော့သူဟာအဆုတ်ဆက်ကိုရောသူ့ရဲ့နိုင်ငံကိုပါစွန့်ခွာခဲ့ပါတယ်။နောက်ပြီးသူဟာခွေးတကောင်အတွက်၃မိနစ်ဆိုတဲ့စာအုပ်ကိုတော့ရေးသားခဲ့ပါသေးတယ်ခင်ဗျာ။